။ဟာငငယ်လေးကလေးကလေဟိုဟင်းဝင်ရပေါ်ပြီဆိုဟင်းဝင်ရစွမ်းပေါ်တယ်ဆိုစွမ်းကု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 ပဲအဲ့လိုမျိုးစွမ်းဟင်းဝင်ရအဲ့လိုမျိုးလောက်ပြီးတော့အိမ်မှာအမြဲတမ်းတရုပ်ဆောင်နေရကလေးတွေနဲ့ဆော့ဆော့ရင်းနဲ့တော့မှတရုပ်ဆောင်နေအစော့တွေပဲဆော့ဖြစ်တာပေါ့နော်။အဲစွမ်းနဲ့တွေ့ရလို့တော့ကြောက်ကြပါရဲ့။ဟုတ်ကဲ့မြင်မှုပါတယ်ဗျ။ညီမမြင်မှု။ဟိုပါပေါ့နော်ကျွန်တော်တို့တွေ့ရတော့တပိတ်ချင်းဘက်မှာပေါ့နော်။တပိတ်ချင်းဘက်မှာသူတို့ဇက်လာကိုင်းနဲ့ဟိုပါပေါ့သူအဲ့တော့ကနည်းနည်းငယ်ဦးမယ်ထင်တယ်။အဲ့တော့ဆိုကျွန်တော်တို့နဲ့ကျွန်တော်လည်းခေါ်လို့တော့လာတဲ့လူတိုင်းကိုသွားနှုတ်ဆက်တာ။မင်းသားဟုတ်ကဲ့ ပြောကြရဗျာသူနဲ့တူတာလိုက်ချင်တာလေးလည်းရှိတယ်သူရဲ့တရုတ်ဆောင်မှုလေးတို့ကြိုက်တာပေါ့နော်သူရဲ့တရုတ်ဆောင်နေဆိုတော့တော့ဇက်ဇက်ထက်မှာတရုတ်ဆောင်နေပုံစံရောအပြင်မှာတရုတ်ဆောင်နေပုံစံမျိုးလေးတော့သူရဲ့ဟိုပေါ့နော်မိဘပေါ့မိဘကားလေးတွေရိုက်တဲ့ဥစ္စာတို့အဲဆိုရင်တော်တော်လေးကိုသဘောကျတာပေါ့နော်ကျွန်တော်ရောက်တော့လည်းဘာလို့လဲဆိုတော့ဒီမိဘနဲ့နည်းနည်းဝမ်းနေစရာလေးတွေတွေ့ပြီးဆိုသူရဲ့သူရဲ့စကားကြည့်ပြီးတော့ကိုကိုတိုင်မျက်ရည်လိုက်ကြခဲ့တာပေါ့ โอเคကျွန်တော်ကတော့ monitor sound ထည့်မြတ်ပါခင်ဗျာအခုစာလေးကတော့ကျွန်တော်ကဟောဗောနောဆရာရဲ့ product ဟိုဒီလိုကွဲလေးမှာ miss ကွဲလေးမှာ product show လေးရှောက်တယ် product show လေးရှောက်တယ်နောက်ပြီးရွှေဂျိုလေးလောက်ပေးနေတယ်ဗောနောနောက်ပြရောက်လဲဟိုအမှုပညာကတော့ကြောင်ညာလေးရိုက်နေတယ်ဗောဟုတ်ရွေချက်ကတော့ငငယ်လေးကလေးရှူနေတာဗောနောငငယ်လေးကလေးကမင်းသားဝနာအရန်ပါတာ ိုင်ငယ်လေးကလည်းဝန်နာပါတဲ့ချင်ရောက်တော့ကြိုးစားရတယ်ဗောနော်ကျွန်တော်ရောက်တော့တစ်ဖက်အမှုပညာဘုရားတဲကိုရောက်တော့လဲခုံပြီးမဝင်မဝင်နိုင်တဲ့အတွက်ကိုကျွန်တော်ဒီဘက်တခြားအဘက်မှာလဲကျမရေရုံမှာလုတ်သေးတယ်ဗောနော်ကျမရေရုံမှာလဲဟိုဝန်ထမ်းအနေနဲ့လုတ်သေးတယ်ဆိုတော့ကျွန်တော်ကအမှုပညာလောကတဲကိုမဝင်နိုင်သေးတော့ရန်ကုန်မှာတစ်ဖက်နဲ့ဒီလိုပဲဟိုကျူးတူကြတာလေးလုတ်ပြနေတာဗောနော်အင်းငယ်ငယ်လေးကလေးဟိုဟင်းဝင်ရပေါ်ပြီးဆိုဟင်းဝင်ရ စွန်းပေါ်တယ်ဆိုစွန်းကု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 ပဲအဲ့လိုမျိုးစွန်းဟင်းဝင်ရအဲ့လိုမျိုးလုပ်ပြီးတော့အိမ်မှာအများတန်တရုပ်ဆောင်နေရကလေးတွေနဲ့ဆိုဆော်ရင်းနဲ့တောင်မှတရုပ်ဆောင်နေအစော်တွေပဲဆော်ပြတာပေါ့နော်အဲစွန်းနဲ့တွေ့ရလို့ပြောကြပါလေဟုတ်ကဲ့မြင်မှုပါလေဗျညီမညီမဟိုပါပေါ့နော်ကျွန်တော်တို့တွေ့ရတော့တပိတ်ချင်းဘက်မှာပေါ့နော်တပိတ်ချင်းဘက်မှာသူတို့ဇက်လာကိုင်းနဲ့ဟိုပါပေါ့သူအဲ့တော့ကနည်းနည်းငယ်အောင်မဲ့တင်နေအဲ့တော့ဆိုတော့ကျွန်တော်တို့နဲ့ကျွန်တော်လည်းဟိုလောက်တော့လာတဲ့လူတိုင်းကိုသွားနှုတ်ဆက်တာမင်းသားဟုတ် ပြောကြရဗျာသူနဲ့တူတာလိုက်ချင်တာလေးလည်းရှိတယ်သူရဲ့တရုတ်ဆောင်မှုလေးတွေကိုကြိုက်တာပေါ့နော်သူရဲ့တရုတ်ဆောင်နေဆိုတော့တော်တော်ဇက်ဇက်ထက်မှာတရုတ်ဆောင်နေပုံစံရောအပြင်မှာတရုတ်ဆောင်နေပုံစံမျိုးလေးတွေရောသူရဲ့ဟိုပေါ့နော်မိဘပေါ့မိဘကားလေးတွေရိုက်တဲ့ဥစ္စာတို့အဲဆိုရင်တော်တော်လေးကိုသဘောကျတာပေါ့နော်ကျွန်တော်ရောက်တော့လည်းဘာလို့လဲဆိုတော့ဒီမိဘနဲ့နည်းနည်းဝမ်းနေစရာလေးတွေ့ပြီးဆိုသူရဲ့သူရဲ့စကားကြည့်ပြီးတော့ဆိုကိုကိုတိုင်မျက်ရည်လိုက်ကြခဲ့တာပေါ့อืมဒီရဲ့ဟောပေါ့နော်အမေဟိုကတော့အမေတို့ကတော့ ဟိုအနုပညာကိုအားပေးပေးမဲ့ဟိုကျန်တဲ့မိသားစုရောက်တော့တိတ်ပြီးအားမပေးဘူးပေါ့နော်။နောက်ထပ်ဖြစ်အောင်ကြိုးစားသွားမယ်ဆိုတော့ကျွန်တော်တော့ဒီထက်တော့အများကြီးကြိုးစားသွားအောင်ပါ။ထပ်ပြီးတော့ဇလန်တွဲတွေလည်းထည့်ရိုက်ဖို့လည်းရှိသေးပါဟိုကျွန်တော်တို့အနုပညာလေးတွဲခေါ်မဲ့လူတွေနဲ့လည်းအကုန်လုံးနဲ့လည်းကျွန်တော်အနုပညာလေးဆက်လုပ်ဖို့တော့ရှိပါသေးတယ်။ဇလန်တွဲတွေလည်းအများကြီးရိုက်ချင်ပါတယ်။ကြောင်ညာလေးတွေလည်းအများကြီးရိုက်ချင်ပါတယ်။ဒီလိုအာကိုစွမ်းနဲ့ပူပြီးတရုပ်ဆောင်အောင်မယ်ဆိုတော့ပူပြီးတော့သွားကြတာပါဗျာ။ဟုတ်တယ်ကိုဟင်းဝင်းရမိမိုက်ရမယ်ဆိုတော့အဲမဆူပြေဆူပြေနဲ့ယူမယ်ဆိုတော့သူနှစ်ယောက်ကတော့တွဲဖက်ကတော့ညီပါတယ်။အဲလေးလိုက်ဖက်တယ်။အကြတော့ အဆင်ပြေပါသေးဟုတ်တယ်ကလေးရှင်မှတရုပ်ဆောင်ပြန်တယ်တက်လာပြိတ်ပြိတ်သူတို့ရဲ့ပြိတ်တဲ့အစ်ပေါ့နော်ကလေးတွေကလည်းကို့အခုချိန်နေအားပေးနေရဲ့အခုဆိုရင်ကလေးတွေကတော့တော်တော်ကြီးလာပြီပေါ့နော်ကျွန်တော်ကျွန်တော်တို့ပြောမယ်ဆိုရင်ကတော့ဆက်ခွန်လောက်ထိရဲ့16ဆက်ခွန်လေးတော့ရှိလာပြီပေါ့ဝစီလေးကလေးကကျွန်တော်ငငယ်လေးကလေးသူတို့နဲ့အတူတူဆော့ပေးမယ်အဖျက်ဘူး ရှက်အဲ့လိုမျိုးတော့လေဒီအမှုပညာတရုပ်ဆောင်ရမယ်ဆိုရင်တော့တခုမှမရှက်တော့တာပေါ့ကုကုကုရှက်ရှက်တဲ့စိတ်ကြီးပျောက်သွားငယ်တဲ့ပိတ်တကတူလီရဆက်အားပေးနေတယ်တူလီကတော့အခုပါပေါ့အာတက်မှဆိုရင်တော့တန်းတက်ရမယ်ပေါ့အခုဆိုရင်တူလီကတော့ဦးလောက်သာအားပေးတယ်သာအားပေးတယ်သူကလည်းဝါသနာပါတယ် သူကလည်းဓပုံရိုက်ပြီမလားဓပုံရိုက်ပြီဆိုဥလီတိုင်းပဲလိုက်ပြီးတော့ဒီဇိုင်းမျိုးမျိုးလက်ရိုက်တာပဲအဲ့ဒါကြည်အားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်လို့ကျွန်တော်လည်းကျွန်တော်ဒီထက်ပို့ပြီးတော့လည်းစူးစမ်းပါအောင်မယ်ကျွန်တော်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာကျေးဇူးပါโอเคကျေးဇူးပါ